အော်စတရီးယားကိုပရီးမီးယားလိချန်ပီယံမှာဖြစ်အောင်ဖန်တီးခဲ့တဲ့ပွဲ၅ပွဲကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Corners ကနေအော်စတရီးယားပြည်သားတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေလက်ရှိအချိန်မှာအော်စတရီးယားကန်ဆိုးစွာနေပြီပရီးမီးယားလိချန်ပီယံဆုနဲ့လွဲချော်ခဲ့ရတယ်အော်စတရီးယားကိုယ်တိုင်လုံးအမားတွေကြောင့်ချန်ပီယံဆုလွဲခဲ့တာဖြစ်တယ်လို့ဒိုင်းတွေရဲ့အဆုံးဖြတ်အမားတွေကလည်းအော်စတရီးယားကိုနှင်နာစေခဲ့တာမှန်ပါပဲအော်စတရီးယားကိုပရီးမီးယားလိချန်ပီယံမှာဖြစ်အောင်ဖန်တီးခဲ့တဲ့ပွဲတွေ၅ပွဲကိုပေါ်ပြပေးပါစီအဲ့ဒီ၅ပွဲမှာကန်တရားရက်ဆက်မှုကြောင့်အော်စတရီးယားရမှတ်ဆုံးရှုံးသွားတယ်လို့ ဒိုင်နိုရဲ့ဆုံးဖြတ်ချက်အမရီကြောင့်လဲနိုင်ပွဲနဲ့ဝေးခဲ့ရတာပါ။ Arsenal 1-1 Brighton Augusta 31ရက်နေ့ဒီပွဲကို Arsenal သေးပရိသတ်တွေမေ့နိုင်မှာမထင်ပါဘူး။ယာသီစာ Augusta 31ရက်နေ့မှာကစားတဲ့ Brighton သင်းတဲ့ပွဲမှာ Arsenal ကဒိုင်ညစ်တာခံခဲ့ရပါတယ်။ပွဲချိန်49မိနစ်မှာ Arsenal ကွင်းလွန်လူ Declan Rice မမျှမတထုတ်ပယ်ခံလိုက်ရတာပါ။ပထမပိုင်းမှာ Declan Rice က Van Man ကိုပြစ်ဒဏ်ကျူးလွန်လို့အဝါကပ်ပြားပြတာခံထားရပါတယ်။ဒုတိယပိုင်းစတင်ပြီး၄မိနစ်ကြာမှာ Declan Rice ဟာ Brighton က Van Man ပြစ်ဒဏ်ပေါ် ကံမုတ်ဟန်ပြင်းနေချိန်မှာအနောက်ဆက်ပြီးတယ်ဆိုတော့ဝါကတ်ထပ်ပြခံပြီးထုတ်ပယ်ခံလိုက်ရတာပါပဲ။ဗမန်ကဘရိုက်တန်အသင်းကွင်းမချမ်းမှာရတဲ့ပြစ်ဒဏ်ပေါ်အလင်းမြန်ကန်နေမှုရည်ရွယ်ခဲ့ပါလေ။ဘောလုံးဗမန်ကရှေ့ကိုလိမ့်ပြီးတော့ကန်ချိန်မှာကြောခိုင်းလှည့်ထွက်နေတဲ့ဒက်ကလန်ရိုက်ဆဲနောက်ချီနဲ့ထိခဲ့တာပါ။ဒက်ကလန်ရိုက်မှာအနောက်ဆက်ပြီးလို့တဲ့ရည်ရွယ်ချက်မရှိပါဘူး။ဒါပေမဲ့သူကဘောလုံးကန်ထုတ်သူဖြစ်သွားခဲ့ပါလေ။အဲလိုပဲကြောင့်မဲ့ဒက်ကလန်ရိုက်ဆာထုတ်ပယ်ခံခဲ့ရတာပါ။တကယ်ဆိုရင်ပြစ်ဒဏ်ပေါ်ကန်တင်မှုစူးစမ်းနေတဲ့အချိန်မှာဗမန်လောက်ရက်ကပို့ပြီးတော့ရန်လိုနေခဲ့ပါလေ။ ပွဲကြီးစဉ်ကအာစတန်အသင်းပရိသတ်တွေကဗန်မန်းကိုဝါကပ်ပြဖို့တောင်အော်ဟစ်တောင်းဆိုခဲ့တာပါ။ဒါပေမဲ့ကွင်းလယ်တိုင်းကာဗာနတ်ကဒက်ကလန်ရိုက်စ်ကိုထုတ်ပယ်လိုက်လို့အာစတန်ပရိသတ်တွေပို့ပြီးတော့ပေါက်ကွဲခဲ့ရတယ်။လူတယောက်ထုတ်ခံပြီးတဲ့နောက်အာစတန်ခြေပါကိုပြေးလိုက်ပြီးတော့တကူးစီတည်ကြခဲ့တယ်။အာစတန်နိုင်ရသည်မဲ့ဒိုင်းညစ်လို့မနိုင်တဲ့ပွဲပါပဲ။အာစတန်ကလက်ရှိရသည်ပရီးမီးယားလိမှာကစားပေါင်း9ဦးထိထုတ်ပယ်ခံရပြီးပရီးမီးယားလိအသင်းတွေထဲမှာအများဆုံးပါ။ဘုံပေါင်း2စီးအာစတန်အော်တိုဘာ16အော်တိုဘာလအတွင်းမှာကစားတဲ့ဘုံပေါင်းအသင်းရဲ့ပွဲမှာလည်း အာဆင်ကကစားမတူးထုတ်ပယ်ခံပြီးတော့ဆုံးပွဲတွေးခဲ့ရပါတယ်။အာဆင်လက်ရှိရာသီပရီးမီးယားလိပထမဆုံးဆုံးပွဲလည်းဖြစ်ခဲ့ပါတယ်။အာဆင်နောက်ကလူစလီဘာထုတ်ပယ်ခံပြီးတော့ဘုံပေါက်ကနောက်ကျကုန်းနှစ်ကုန်းနဲ့အနိုင်ခဲ့တာပါ။အာဆင်အတွက်ဆုံးပွဲပြင်ပို့ပြီးနစ်နာတာကစာကာဒန်ရရသွားတာပဲဖြစ်ပါတယ်။နျူကာဆယ်ဝမ်းစီအာဆင်နိုဝင်ဘာလ2ရက်နိုဝင်ဘာလတွင်မှကစားခဲ့တဲ့နျူကာဆယ်နဲ့ပွဲမှာအာဆင်ဆုံးပွဲတွေးခဲ့ပြန်ပါတယ်။နျူကာဆယ်ကအိုက်ကာလာမှာပရီးမီးယားလိ9ပွဲဆက်9ပွဲပြောင်းနေပြီးတော့အာဆင်နဲ့တွေးမှ9ပွဲပြန်ရခဲ့တာပါ။ အစွန်ကပွဲကိုလွှမ်းမိုးနိုင်ခဲ့ပေမဲ့နျူကာဆယ်တိုက်စစ်မှုအီဆက်ရဲ့ဂိုးကြောင့်ရှုံးမွဲတွေးခဲ့ရတယ်။နျူကာဆယ်ကိုရှုံးပြီးနောက်အာဆင်ကလီဗာပူးတင်းနဲ့ရမှတ်ရှစ်မှတ်ကွာဟခဲ့ပါတယ်။အာဆယ်တူတူအက်စတန်ဗီလာဇန်နဝါရီ၁၈ရက်နျူကာဆယ်သေးုံနိုဝင်ဘာလအတွင်းမှာရှုံးနိုင်ပြီးတဲ့နောက်ပရီးမီယာလိမှာအာဆင်ရလဒ်တွေပြန်တည်ငြိမ်လာပါတယ်။အာဆယ်ကဖေဖော်ဝါရီလနှောင်းပိုင်းထိပရီးမီယာလိမှာရှုံးပွဲမရှိခဲ့တာပါ။ဒါပေမဲ့အာဆယ်ကအဲဒီကာလအတွင်းသေချာတာ၅ပွဲရှိခဲ့လို့ချန်ပီယံအိမ်မက်ကိုထိခိုက်ခဲ့ရတယ်။ဇန်နဝါရီလအတွင်းမှာကစားခဲ့တဲ့ဗီလာသင်းနဲ့ပွဲမှာလည်းအာဆယ်ကဥဆောင်ကို၂-၂ <laughs> ်သွင်းယူနိုင်ပေမဲ့ခြေပါကိုယ်ပြီးပြန်ပေးလိုက်ရပြီးအမှတ်ရော့ခဲ့တာပါ။ရှင်းမနေတွင်နှစ်ကိုးပြန်ပေးလိုက်ရတာစိတ်ပြက်စရာကောင်းပြီးတော့ Harvest ရဲ့သွင်းကိုးတကိုးကိုလည်းညင်းပယ်ခံခဲ့ရတာကံဆိုးလှပါတယ်။ Arsenal 0-1 West Ham February 22 February လအတွင်းမှာကစားတဲ့ West Ham တင်းတဲ့ပွဲမှာ Arsenal ရှုံးပြီးတော့ချန်ပီယံအိမ်မက်အဆုံးသတ်လို့နေပါဖြစ်ခဲ့ရပါတယ်။တကယ်လို့များ West Ham ကိုအနိုင်ရမယ်ဆိုရင် Arsenal ကဥဆောင်သူ Liverpool နဲ့ရမှတ်၅မှတ်ထိကိုနီးကပ်သွားမှာဖြစ်ပေမဲ့အခွင့်အရေးမယူနိုင်ခဲ့ပါဘူး။ အခုပွဲမှာလည်းအာဆွန်ကလူးဝစ်ကယ်လီအငင်းပွားပွဲရာထုတ်ပယ်ခံတာစိတ်ပြက်စရာကောင်းခဲ့ပါတယ်။ဟုတ်ကဲ့ပါဆိုဒီဘောကတော့လောက်ပါပဲဒီပွဲပြင်ဘလို့ဖြစ်တဲ့ဒီကောင်အာဆန်အသင်းချန်ပီယံဖြစ်မဲ့လမ်းမှာပိတ်ဆို့ကာစီနေတယ်ထင်မိလဲပရိသတ်တွေပြောပြီးခဲ့ပါဦးကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။